တန်းစင်ဘရော်နီကာစိုးနောင်ဦးမြမဖိုင်တာ၃ယောက်ရလတ်ကောင်းမလားဘရော်အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကိုအဲမှာကိုအန်ကောကနေပြန်လေးပြောကြည့်စိုးပါလိမ့်အခုဒီနေ့တောက်ကြညမှာခြင်းမသွားမယ် One Friday 5 132ကမြမတွဲဆိုင်၃ခုပါဝင်နေခြင်းနဲ့တူစိတ်ဝင်စားစရာကောင်းလို့နေပါလိမ့်ဒီဘက်မှာစိုးနောင်ဦးတန်းစင်နဲ့ဘရော်နီကာတို့ပွဲထိုးကြပါလိမ့်မယ် စတော်ဝေးတန်ပွဲတင်ဖြစ်တိုင်းဖိုက်တာနဲ့ရင်ဆိုင်မဲ့ဇိုးနောင်ကသူ့အတွက်တော့ဝမ်မှာဒုတိယမြောက်ပွဲတင်ရှင်ပြိုင်ချင်းဖြစ်ပါရီပွဲဥတော်မှာလက်ဘနွန်ဖိုက်တာအိုမာကိုဇိုးတော်အမှတ်နဲ့ရှုံးထားရီဒီပွဲကတိုင်းဖိုက်တာမိုင်းဆန်ကန်နဲ့တွေ့သွားမှာပါမိုင်းဆန်ကန်ဝမ်တွေ့ကြုံကြည့်တော့၄ပွဲမှာ၃ပွဲနိုင်တပွဲရှုံးထားပါရီရှုံးထားတာကလည်းဖရက်ဒီဟက်ကတီလိုကစားသမားကောင်းကိုရှုံးထားခဲ့တာပါအစောပိုင်းတော့ကဂိုင်ချုံနိုင်မယ်နဲ့ပွဲထွက်လေးရှိတဲ့မိုင်းဆိုင်ကန်ကဖိုက်တာ66ဇာမမျိုးပါပဲ လက်သီးတွဲလုံးတွေကိုပါဝါအပြည့်နဲ့ထိုးလေးရှိတယ်။လိုကစ်တွေလည်းကောင်းတယ်။ဒိုင်းဖိုက်တာတွေဒုံးစာနိုင်အပူးချုပ်လည်းကောင်းတယ်။ဒါပေမဲ့အပူးချုပ်ကိုအားပြုကစားလေးတိတ်မရှိတဲ့သူပါ။မြန်မာဖိုက်တာစိုးနောင်ကိုကြည့်တော့ပြည်တွင်းပွဲစဉ်အတွေ့အကြုံတော်တော်များများရှိလာတယ်။စူပါအေဂျန်တို့အပါဝင်သူ့အတန်းကနာမည်ကြီးကစားသမားအားလုံးနှီးပါလောက်နဲ့ရိုးရာဆင်းမြင့်ထက်မှာစရင်ရှင်းထားဘူးသလိုတရားတော်လည်းရှုံးဝဲရှိထားခြင်းမရှိဘူး။ကစားပုံကတွေးအေးတယ်ပြိုင်မအမောင်းကိုစောင့်ပြီးတော့ကစားတတ်တယ်။စိုးနောင်နဲ့မိုင်းဆိုင်ကန်တို့ရဲ့ဘွဲစဉ်နဲ့ပတ်သက်ရင် ထိုးပေါက်ရတော့သူကြိုက်ကိုကြိုက်ပါပဲတိုင်းစစ်ဖွင့်မဲ့မိုင်းဆက်ကန်နဲ့မိုင်းလီကြိုက်လေးဆိုရဲဇိုးနောင်တို့တွေးနေကြလို့ပါဘယ်သူမှများမလဲဆိုတာစောင့်ကြည့်ရမေးနိုင်ဖို့ခွင်းကလည်း90စီစားအတူရှိနေပွဲစဉ်မျိုးလည်းဖြစ်ပါလိမ့်တန်းစင်နဲ့ကွန်မွန်ဝိုင်းတို့ပွဲစဉ်ကလည်းနှစ်အောင်လုံးအတွက်အရေးကြီးတဲ့ပွဲစဉ်ဖြစ်နေတယ်သုံးပွဲဆက်ရှုံးထားတဲ့တန်းစင်တို့ကနိုင်ပွဲလိုအပ်နေသလိုငါးပွဲဆက်နိုင်ပွဲဆက်ထားတဲ့ကွန်မွန်ဝိုင်းကလည်းအခုပွဲသာလဲထိုးနိုင်ရရင်စာတုပ်ကြီးမျောလင်းလို့ရတာကြောင့်အရေးပါနေတာဖြစ်ပါလိမ့်မြန်မာဖိုက်တာဆောင်ရက်ရဲ့ ငါးပွဲဆက်အနိုင်ဆန်ချိန်ကိုကွန်မွန်ဝိုင်းကရပ်တန့်ခဲ့ဘူးတဲ့အခုကွန်မွန်ဝိုင်းရဲ့ငါးပွဲဆက်အနိုင်ဆန်ချိန်ကိုမြန်မာဖိုက်တာတန့်စင်ကပြန်လေရပ်တန့်နိုင်မလားစိတ်ဝင်စားစရာပါကွန်မွန်ဝိုင်းကနီးစနစ်ကောင်းတယ်ပြိုင်မဲ့ပေါ်မူတည်ပြီးတော့အပြောင်းလဲလုပ်ကစားနိုင်တယ်ဒါပေမဲ့ top level တဲကြတော့မဟုတ်သေးဘူးတန့်စင်ကဆုံးပွဲဆက်နေမဲ့ကစားပုံရမဆိုးလာဘူးပရမချီတွေဆိုရင်ဘယ်ပြိုင်မဲ့ထက်မဆိုအသာစီးရအောင်ကစားထားတတ်တယ်ဒါပေမဲ့ပြီးခဲ့တဲ့ငါးပွဲမှာ၃ချီအပြည့်ထိုးခဲ့တာရောက်ခဲ့တာလေတပွဲမှမရှိခဲ့ပါဘူး ပထမချီနဲ့ဒုတိယချီတွေမှာပဲပွဲပြတ်သွားခဲ့ရတယ်။တန်းစင်ကလိုကစ်ကိုအားပြုတယ်။လိုကစ်ကိုပါဝါအပြည့်ကန်နိုင်တယ်။ကွန်မွန်ဝိုင်းကအောက်ပိုင်းတိတ်အကန်မခံနိုင်ဘူး။အကန်ခံရရင်တက်တာကိုရှေ့ပွဲတွေမှာတွေးခဲ့ရတယ်။ဒါပေမဲ့အကန်မခံရအောင်တော့နီးပြွားပိုင်းအပြောင်းလဲလုပ်ပြီးတော့ကစားတက်တာကွန်မွန်ဝိုင်းရဲ့အားသာချက်လို့ဆိုရမယ်။ပွဲရလနဲ့ပတ်သက်ရင်ကွန်မွန်ဝိုင်းက favorite ပိုးဖြစ်တာတော့ညင်းလို့မရပါဘူး။ဒါပေမဲ့တန်းစင်မှာလည်းအခွင့်အရေးရှိသေးတယ်လို့မြင်မိတယ်။ကွန်မွန်ဝိုင်းအားသာတဲ့အပူးချုပ်တဲ့မရောက်သွားဘူးတော့တန်းစင်သတိထားပါလိမ့်မယ်။ တန်စင်တာအမားမများခဲ့နိုင်ပွဲမျှော်လင့်လို့ရတဲ့ပွဲတင်ဖြစ်မြင်မိပါတယ်။ဘရိုနီကာနဲ့တရုတ်ဖိုင်တာလီမင်ရှီတို့ရဲ့ပွဲတင်ကဒုတိယကောင်ပွဲဂိုမိန်ဖိုင်ဖြစ်နေရှင်ပြိုင်ကြပါလိမ့်မယ်။ဘရိုနီကာရဲ့ပုံရင်းကြောင့်ဖြစ်နိုင်တယ်။အတန်ဝိတ်135ပေါင်နဲ့မွေထိုင်းခေါင်းစဉ်အောက်မှာရှင်ပြိုင်သွားမှာပါ။ဘရိုနီကာတွေနဲ့ပြင်သစ်သူမန်ဆန်နဲ့ကစ်ပေါင်စင်ပွဲတင်ရှင်ပြိုင်ဖို့မူလအစီစဉ်ထားပြီးမဲ့မန်ဆန်နှုတ်ထွက်သွားလို့ပွဲပြတ်ခဲ့ရတယ်။ပွင့်လင်းဆိုရင်ကစ်ပေါင်စင်မှာဘေးမှာတစ်ပါးဖြစ်တဲ့မန်ဆန်ကိုကစ်ပေါင်စင်ခေါင်းစဉ်အောက်မှာရင်ဆိုင်လာတဲ့မွေထိုင်းအတွေ့အကြုံနှဲပါတဲ့လီမင်ရှီနဲ့ မွေထိုင်းရှင်မြိုင်ထိုးတတ်တာဘရော့ဒ်ဝဲပူကောင်းပါလေလီမန်ရှိကကိပောင်စင်ဘက်ကောင်းကလာတယ်ကိပောင်စင်နဲ့ပတ်သက်လို့ချန်ပီယံကပတ်ရာဘူးတယ်ဆိုပေမဲ့မွေထိုင်းအတွေ့အကြုံနဲ့အောင်မြင်မှုတော့မရှိပါဘူးဘရော့နီကာထိုင်းဖိုက်ချန်ပီယံဖြစ်သလိုဝိုင်းရဲ့အတန်ဝိတ်မွေထိုင်းမှာလည်းချန်ပီယံလမ်းကြောင်းစီရှောက်လန်းနေတဲ့သူပါလီမန်ရှိကပုံမှန်ဆိုရင်123ပေါင်ဝင်းကျင်မှာရှင်မြိုင်နေကြပါအခု125ပေါင်ထိဝိတ်ချရှင်မြိုင်မှာဖြစ်တဲ့အတွက်ဝဲရင်ဝဲမှာဘရော်နီကာကိုတာစီရနိုင်မလားဆိုတဲ့အချက်ကိုတော့အနေငယ်စိုးရင်မိပါတယ်။ဒိုလုံတပ်ပေါက်ကစားပုံရတော့စိုးရင်စာတိတ်မရှိပါဘူး။လီမင်ရှိကလက်သီးအပိရိတ်ကစားမတယောက်ပါ ဘယ်လက်သီးပါဝါတော်ကောင်းအောင်လေးတွေ့ရတယ်။ဘရိုကလည်းရိုးရ background လာသူပြပြဆိုင်တို့ပြိုင်ထွားတော့ကြိုက်တယ်။ဘရိုရဲ့ bouncing scale ကလည်းထင်ကြီးစရာနေထားမှာရှိပြီးသားပါ။မာကုံနဲ့မိုက်ကုံပြိုင်ပြီးတော့ဆိုင်တို့ပြိုင်ထိုးကြရင်တော့တကယ်ကိုကြီးကောင်းမဲ့ပွဲဖြစ်လာပါလိမ့်မယ်။ bouncing line နဲ့သာအသားကျလိုက်လိမ့်မယ်ရှိကဝမ်းရဲ့လက်အပားနဲ့ထိုးရတာခံနိုင်ပါမလားစဉ်းစားစရာဖြစ်ပါလိမ့်။ဘရိုနီကာအနေနဲ့ကတော့ဆိုင်တို့ပြိုင်ထိုးစားနိုင်တယ်လို့ဒီစနေမိုင်းအားသာကြောက်အသာစီးပြီးတော့အချိန်ပြည့်ပြီးဆွဲခေါ်ကအမှတ်နဲ့အနိုင်ရမျိုးလေးလှုပ်လို့ရပါတယ်။ဘရိုနီကာတွက်တော့နောက်ထပ်နိုင်ပွဲတစ်ပွဲတိုးမဲ့အနေထားမျိုးပါပဲ။ ဒါပေမဲ့ပြိသက်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာဖို့များပါလိမ့်ဆိုတော့ဘောရာတို့မြန်မာဖိုင်တာ၃ယောက်ပါနဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့တယောက်ချင်းစီဘောဘလို့အမြင်ရှိကြလဲဘယ်သူတွေနိုင်ပွဲရသွားမယ်ထင်လဲပြောပေးခဲ့ပါဦးခင်ဗျာ